စံဓာရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စုံနိုင်တယ်ဟုတ်တယ်လေအရေးကြီးတာကစိတ်စံဓာကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘုရားမှာဒီပင်္ဂရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာတော့ဒီပင်္ဂရာမြတ်စွာဘုရားကိုကြည့်ပြီးသူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့စံဓာဖြစ်တယ် အကယ်၍သာဖျားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဖျားလောက်မဖြစ်ဘူးအဲ့ချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံမှာပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမိဣကိနတိနေနပုရိသေနသမတတိနငါတို့စွန့်ဤတတ္တိရှိတဲ့ပုဂ္ဂိုလ်တယောက်က တူရဲနဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီသဗ္ဗညုတံပါပုနေတောတန္တရိတံတတေကဆုံးဆုံးဖြတ်ချက်ချလိုက် determination စန္ဒကိုအခြေပြုစန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတဉာဏ်ကြီးကိုရအောင်ယူပြီးတော့ဖျားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့စန္ဒအဲ့ဒီစန္ဒကြောင့်မို့လို့ တရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုဘုဆင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲသန္ဓေရှိလို့ရှင်အောင်ပါတယ်သူသန္ဓေကိုပဲမြတ်စွာဘုရားကအဓိပတိလို့ဟောသေးတယ် တခါတည်းရန်လူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်။အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ။ဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ကိုလွှမ်းမိုးနိုင်ရင်ရုပ်ပါပါလာတာပေါ့။ အဲ့ဒါကိုအဘိဓမ္မာမှာသန္တာဓိပတိသာဏတံပြုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိစ္စရူပနာအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာဓိပတိဟာသာဏနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထိုးလို့လာတဲ့ယုတ်တွေအဲ့ဒါတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့သန္တာပေါ်လာတာနဲ့တကြိမ်နဲ့ထိုသန္တာဒီရော်ရဲရဲသန္တာမျိုးမဟုတ်ဘူးဆိုရင် အောင်မြအောင်လုပ်တာမျိုးလို့ ဒါဆန္ဒကနေဥဆောင်သွားအေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှဲ့ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင် နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်ဖို့လိုတယ်ဆန္ဒတော့ရှိပါရဲ့ကြိုးပမ်းအထောက်မှုမရှိဘူးဆိုမရပြန်ဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဖက်စုံကနေခေါ်ထားတာ စိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လို့လဲကြိုးပမ်းအားထုတ်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝိရိယဓိပတိဝိရိယဓိပါဒအောင်မြင်ပြီးစီးမှုမှကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းဟာထုံးနစ်ပန်တော့အမတန်ပင်ပန်းခိတ်ခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့်ဩစတီးယားပရက်တစ်လို့ခေါ်တိတ်ဆင်းရဲ့အိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အတ္တကိလမထာနိရောဂဆိုတဲ့အကျင့်မျိုးတွေအစာဖြတ်ပြီးတော့ကျင့်တယ်ရေဖြတ်ပြီးတော့ကျင့်တယ်ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ကျင့်တယ်တဏှာဥကလွတ်ဖို့မရမနေလုပ်မယ်ဆိုတော့ကြိုးပမ်းအထုတ်မှုဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းကျင့်နေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင် သူ့ကိုယ်သူကိုလူမြင်မခံဘူးတော့တဲ့မှာနေအဝတ်မို့ဘူးအဲ့ဒီချက်ပိုလစ်နဲ့နေတယ်လူတန်ခြေတန်ကြားလိုက်တာနဲ့လက်ကနေပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တော့တဲ့မှာဒုက္ခရစရိယာလို့ခေါ်တယ်ပြင်းမှန်းခဲခြင်းနဲ့အချက်မျိုးချင်းဘာစားလဲလို့ဆိုတော့တော့ဝါ တောဆက်မှာနွားချံနေပါလေလာလောက်တာတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားတယ်နို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်မစင်ရဲတဲ့ဒီအကျင့်နေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာကြီးကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ ဆုံးကန်းတယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအထုံးမှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျာဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကျိုးပန်းအထုံးလို့ရတာဒါကြောင့်မို့ဝီရိယဒီပတိဝီရိယကကျိုးပန်းအထုံးပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝိမန္တာဒီပတိအသိဉာဏ်နဲ့ဆင်းလင်းစားကြည့်ပြီး ဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဘုရားလောင်းတော်ကြီးကညာနဲ့ဆင်ရှင်သုံးသပ်လိုက်တယ်ပင်ပင်မမခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်မနွမ်းလေအဆုံးဂိတ်ဆုတ်ထီအောင်ရောက်အောင်ကျင့်လိုက်တော့မတွေးမိလာတော့စဉ်လောကမှာသူလောင်းအပင်မခန္ဓာချင်းတဲ့ပုဂ္ဂိုလ်ပင်မခံလို့ရမယ်ဆိုရင်ငါရပြီဘသူအောင်မှာငါမရောဘူးဝိရိယကိုအစွမ်းကုန်မြင့်ပြီအဲ့တော့မရတာထောက်လို့ရှိရင် ိယာအညောမက်ခေါ်ဘောဓာယခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်နေမယ်ဒီလမ်းကတော့မရှိတော့ဘူးပေါ့လမ်းဆုံးအောင်လိုက်တယ်သူမကြိုးပမ်းအထောက်ဘူးနဲ့ပတ်သက်ပြီးဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်ရင်အဆုံးထိအောင်လိုက်ကြည့်ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ်လမ်းဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီးတော့ လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဟောဝီရိယနဲ့ပတ်သက်လာလို့ရှင်လေအမတန်မှပြင်းထန်တဲ့ဝီရိယရှိခဲ့တယ်ဗောအဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံး ကိလေသာလေးဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိတာ။ဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာတော့ဆိုရင်ခုနပြောရင်သန္တာရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်ဓာတ်ဒီစွမ်းအားတွေနဲ့ရောက်တာပဲ။တခြားနည်းကသွားတာမဟုတ်ဘူးနော်။အဲ့တော့ဘုန်းကြီးတို့တို့ရဲ့တဏ္ဍာမှာလည်းပဲသန္တာဆိုတာရှိတယ်ဝီရိယဆိုတာအခြေခံနေနဲ့ရှိတာကိုပြောနော်။ အခြေခံနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှိရင် အပြော့ရင်လည်းပြော့နေမှာပဲအပြော့မှပြော့နေမှာဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကမယူလို့ရှိရင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကယူရအဲ့ဒါကြောင့်မလို့ကုသဏ္ဍမှာရှိတဲ့သန္တာတို့ဝိရိယတို့ဝိမန္တတို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေကိုလေ့ကျင့်ကယူပြီးတော့အထွတ်ထိပ်ရအောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အမြဲတမ်းမှ စွမ်းအားထက်ပါတယ်တဲ့ဘလောက်ထိစွမ်းအားထက်တော်ဆိုရင်မြတ်စွာဘုရားကပြိဋိဗံသံဃာနီးမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုမှတ်သားစေရရှင်အနန္ဒာကိုဘာမိန့်ရှိတော်ဆိုရင်အနန္ဒာတဲ့အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သံတဝီရိယဝိမန္တတို့ကိုစနစ်တကျ တိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအားထုတ်ထားတဲ့ပုဂ္ဂိုလ်ဟာတတန်းစီအောင်နေနိုင်တယ်သို့မဟုတ်တတန်းကြုံအောင်နေနိုင်တယ်။ဟောတေခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာနော်။အတိုင်းအတာတစ်ခုရလုံးဝမသိအောင်ပြောတာတော့မဟုတ်ဘူးလုံးဝမသိအောင်ဆိုတာတော့မဖြစ်နိုင်ဘူး။တေခြင်းတရားကိုအတိုင်းအတာတစ်ခုရတားဆီးထားနိုင်တယ်။မြတ်စွာဘုရားကိုယ်တိုင်လည်းအားလုံးကြည့် နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့မဟာပြိနိဗ္ဗာန်သုံးပါလာတဲ့ပြိနိဗ္ဗာန်မဆန်ခင်ဆယ်လပြိနိဗ္ဗာန်ဆန်ဖို့ဆယ်လအလိုဝါဆိုလာပြီးကျော်တည့်ရလာမဲ့ကဆုံလာမှာပြိနိဗ္ဗာန်ဆန်မယ်ဆိုရင်ဝါဆိုလာပြီးကျော်တည့်ရမြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်ပါ အဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်လဲဆိုရင်မရဏန္တိကမရဏန္တိကဆိုတေခြင်းနာကတ်သွားတို့မို့ပေမပြောင်းမဲ့ယောဂမျိုးပေါ့ခေတ်စကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ့ခုလို့မရဘူးဆိုယောဂမျိုးနော်ဆရာဝန်တွေလက်လက်တဲ့ယောဂမျိုးလို့ဆိုခုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ့ အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားကဆယ်လအတွင်းအဲ့ဒီယောဂမပေါ်အောင်ထိမ့်လိုက်တယ်ဘာနဲ့ထိမ့်လို့ဆိုရင်ဟောဒီသန္တဝီရိယဝိမာန်တစိတ်ဓာတ်ဆိုတဲ့အဋ္ဌိပတ်၄ပါးအင်းအားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလတ်တမဘတ်ဝင်စားပြီးတော့မြတ်စွာဘုရားထိမ့်လိုက်တယ်ထိမ့်လိုက်တာဆယ်လတိတိအဲ့ဒီယောဂရမပေါ် ကုခိကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါဘာလုပ်တော့ဆိုရင်တေကဏီလို့ဆိုရင်ဆိုလူကုတ်တဲ့ထိုးပေးတာစိတ်ဆွမ်းအားရှိနေသည့်အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့ဆေလတ္တိတိယောဂမပေါ်အောင်ထိန်းထားတယ်။တာမန်ဖလတ်သမဘာမျိုးဆိုရင်မထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယုသင်္ခါရဖလတ်သမဘာဆိုသနဝိရိယဝိမန္တစိတ်ဓာတ်ဆိုတာဓာရီဆွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ ဝိပဿနာချင်းစဉ်ကိုဝိပဿနာချင်းစဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလသမာပတ်ကိုဆိုလို့အဲ့ဒီဖလသမာပတ်နဲ့ထိမ့်လိုက်တာဆယ်လအတွင်းဒီယောဂတွေလောကပေါ်မလာတော့ကျမ်းမာသွားတယ်ဘယ်ကတိကျမ်းမာဟောစိတ်စွမ်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားကဆယ်လတိတိယောဂတွေမပေါ်အောင်ထိမ့်တယ်လို့ဆိုရင်သူ့အတွက်မဟုတ်ဘူး ဖျားပွင့်လာတာသူ့အတွက်မဟုတ်ဘူးတတဝါတွေအတွက်ဘဒုအတွက်လဲလို့ဆိုလို့ရှိရင်နောက်ဆယ်လပြည့်ပစုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံမဲ့သူပတ္တဆိုတဲ့ပြပိုက်ကြီးရှိအဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာဆယ်လစောပြီးပြိဋိဘံဆံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားတယ် ဖရာတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရင်နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာလွဲသွားရင်နောက်ထပ်ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကတမထခြင်းစဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောအောင်ပါပေါ့ တမထကျင့်စဉ်ကိုနီလံပေးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယတိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယတိကြီးတွေတမထကျင့်စဉ်တော့သူတို့ထွတ်ထိပ်ရအောင်ပေါ့ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုတာထွတ်ထိပ်ရအောင်ဆိုတော့ဘုရားကသစ္စာလေးပါဝိပဿနာကျင့်စဉ်ကြီးကိုတွေးရှိကြည့်တော့သစ္စာလေးပါကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြည့်လိုက်တော့တဦးကတပတ်စောပြီးတော့ ွဲလွန်သွားတယ်။နောက်တဥကတညတာစောပြီးတော့ကွဲလွန်သွားတယ်။တွားရသူတို့နောက်ရိမတရားဖရားလည်းသူတို့တွေ့မှာမဟုတ်တော့ဘာဖြစ်လို့အရုပဘုံရောက်နေကြ။အရုပဘုံဆိုတာနန်းကြီးပဲရှိတယ်။ဖရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်။မကြားရရင်တွားရနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိ အဲ့ဒီကပြန်သေးအောင်မယ်သေးလာတဲ့အခါမှာလူပြေရောက်နာပြေရောက်မကောင်းတဲ့ဘုံရောက်ချင်လည်းရောက်သွားအောင်မယ်ဆုံးရှုံးနေတာမို့လို့ဒီလိုရှိတယ်ပေါ့ထို့တူပဲသုဘဒကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်မဝင်စားသေးဘူးဆယ်လဆုံးပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှမဟုတ်ဘူး နော်လူဆိုတာစိတ်ဝင်စားမှလောက်တာလေခုကြည့်ပါလားဒီလမ်းမှာတောင်တရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လောက်တာအဲ့တော့ဥပဒ္ဒပြပတ်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညတကောင်အချိန်လောက်ရောက်မှသူဖျားစီရောက်လာတာ ရောက်လာတာတောင်မှသူကယင်တဲ့ကတန်တရာစကားကိုမေးချင်လို့ရောက်လာ။ဗာမေးတုံးဆိုတော့ခိုင်းဆရာဘာသာရေးခေါင်းဆောင်ကြီးသူပုဟာသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်။သူတို့ဝန်ခံတဲ့အတိုင်းဟုတ်တယ်လားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူက။မြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့။သူ့မှာအချိန်ရှိဘူးပေါ့။အဲ့ဒါတွေမမေးနဲ့။ ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တီတာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီ စိတ်ဆွမ်းအားတွေကိုပြောတာเนาะအဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်တဂရကအနာဂါညာနဆောင်ဖြစ်နိုင်ဘူးလို့မဂ္ဂင်ရှိမအကျင့်တရားမရှိရင်စိတ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ဒီလိုပြောတယ်။တန်လျာဝကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းကတစ်ချောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူ လက်ခံပြီးဘုရားဘာသာအဖြစ်ကူပြောင်းလို့ထုံညမှာပဲယဟန်ဝတရားကျင့်ဘုရားပြိဋိဘာမဆန်ခင်လေးမှာယန္တာဖြစ်သွားတယ်နော်နောက်ဆုံးတစ်ပည့်လို့ခေါ်တယ်သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသံတဝိရိယဝိမန္တစိတ်တဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြောဒါကြောင့်မို့လို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိတယ် ဘာဖြစ်လို့ဒီစိတ်ဆွမ်းအားတွေကစိတ်တတိတွေမဖြစ်တယ်လဲလို့ဆိုလို့ရှိရင်မလောက်လို့မလေးကျင့်လို့မဖြစ်တာတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေလူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိတယ် လောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိတယ်လူတွေမှာရှိတဲ့အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါပါပစ္စည်းလိုခြင်းနဲ့ဩချာချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆန္ဒကအဲ့ဒီပဲမှာရှိအဲ့ဒီပဲရှိတဲ့ဆန္ဒကဒါလောကီပဲဖိုက်တဲ့သလောက်ကြီးပွားမှုတော့ရှိတရားဘက်ကိုဆန္ဒမရှိသေးသမျှတရားကိုသိတဲ့အသိဉာဏ်မရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ် နောက်တစ်ခုဝီရိယဝီရိယလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူးစိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်ဘုရားအလောင်းလို6နှစ်ပါလို့ဒုက္ခရစရိယကျင့်တာလမ်းဆုံးတည်အောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲခန္ဓာကိုယ်ဟာဘလောက်ကြမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားအလောင်းတော်ကြီးကျင့်နေတဲ့အချိန်မှာတော့ သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှရှိတဲ့အမွှေးတွေကျစ်ကြတော့အဲ့လောက်ထီအောင်တတ်မှိုက်ဘိုက်ကင်လို့ရှိရင်ကြောရိုးကုန်းထိနေတယ်ကြောရိုးကုန်းနဲ့ဘိုက်နဲ့အချက်နေတယ်လို့ဒီလိုပြောတာနော်မျက်လုံးနှလုံးကဘယ်လောက်ထီအောင်ရှိသွားတော့ဆိုအိုးရေတွင်းကြည့်ရတယ်လို့ပဲမျက်လုံးအိမ်နေထဲမှာမျက်လုံးကနေခြိုက်ဝင်နေတယ်လို့ပြောပါကစ္စတန်ကန္တာရာ ဘုပညာနဲ့ထုထားတဲ့၆နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်မယ်နော်စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီနေထားချီအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယနဲ့တဲ့ဝီရိယမဟုတ်ဘူးတရားဖို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးချီချီအရေးခန်းခန်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်သားရမယ်လို့ကြိုးပမ်းအထုတ်မှုကရှိရမယ်လို့ဒီလိုခေါ်တာ သူကိုယ်တိုင်လက်ကျူပန်းအထုတ်ခဲ့တာအဲ့ဒီကျူပန်းအထုတ်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားတို့တရားများမရနိုင်ဘူးလူတွေဟာသူ့အတိုင်းတာနဲ့သူရတာဆန္ဒလည်းဆန္ဒရှိသလောက်ပဲကျူပန်းမှုလည်းကျူပန်းမှုရှိသလောက်ပဲရမှာပဲစိတ်ထကြန့်ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးအကြည့်ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ထနောက်ဆုံးမယ်ဆိုတော့တခုမှမရှိဘူးပြ အခုမှဒီလိုစိတ်ဓာတ်ကြန့်ခိုင်တာမဟုတ်ဘူးစိတ်ဓာတ်ကြန့်ခိုင်လာအောင်လက်လေ့ကျင့်လာတဲ့ဘဝတွေကများလာဘူးကြည့်လေသူ့ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုဟာအားလုံးကြားဥကြနိုင်ပဲမဟာစနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမြုံလင်းချက်မရှိဘဲနဲ့ကူးခတ်နေတာ တမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုရင်ဘယ်လိုတွေးမလို့ဆိုအိုးမျောလင်းချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြနော်အေးစိစိအသေးပဲခံမယ်ဆိုရင်လူကများမယ်အေးသူနဲ့လောက်ကလိုက်လာတဲ့လူတွေကအေးစိစိအသေးခံတဲ့လူတွေကြီးပဲအကုန်သူတယောက်ပဲကုတယ်အသက်နဲ့ကိုမြဲနေတယ်များတော့လုံးလဝီရိယထုတ်တယ်နတ်သမီးကလာမေးတယ်ဒါတော့ကမ်းမမြင်တဲ့နေရာမှာကုနေလို့ရောမင်းဘာအကျိုးရှိမှာလဲ တော့ပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့လှုပ်တင်တာကငါလှုပ်နေတယ်ကျိုးစားအထုတ်မှုကငါတောင်းအောင်ပဲရောက်တာမရောက်တာငါတောင်းအောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောနဲ့တဲ့လက်လျှော့တဲ့လူတွေသေသွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတော့အကျိုးရှိတယ်ပေါ့မမြင်ဘူးလားမြင်နေရဘူးပေါ့ဖျားလောင်းကြီးတွေရဲ့စိတ်ဓာတ်တို့ကျိုးစားအထုတ်မှုတို့ကအဲ့ဒါမျိုးစိတ်ဓာတ်ကြန့်ခိုင်တာကိုပြောတာနော် လူတွေအများစုကစိတ်ကမကြန့်ခိုင်လို့တည်သွားကြတာတွေများတယ်။ဘဝကပိုပြီးတော့ဆုံးရှုံးနေတာသွားတာစိတ်ကမကြန့်ခိုင်လို့ပဲ။စိတ်ကကြန့်ခိုင်လို့ရှိရင်လူဘဝဒီလိုမဖြစ်နိုင်ဘူး။အေးဒါကြောင့်မို့လို့သံတားကလည်းရှိရမယ်၊ဝီရိယကလည်းရှိရမယ်၊စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ်။ကြန့်ခိုင်တဲ့အခါမှာအတိညာဏ်ကလည်းရှိဖို့လိုသေးတယ်။အဲ့ဒီ၄ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင် လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းမဲ့လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆင်းရဆိုကြတယ်သာဝရဖရာနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဘုရားသခင်ဟာမဖြစ်နိုင်တာကိုဖြစ်နိုင်ဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုခေါင်းကြီးတွေကပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့လားကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်မှုလို့လူကမြင်ဘူးဒီပိဋကထဲမှာ God မြင်မှုတဲ့လူပြောင်းမှရှိမယ်မထင်ဘူးအပြောပဲဘယ်နေမှလည်းမသိဘူး နော် God makes the impossible possible အဲ့တော့မမြင်ဘူးတာတွေအသာထားလိုက်ရှိတာမရှိတာတွေအသာထားရှိနေတာဘာတော့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝီရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိတယ်ဟုတ်ကဲ့လားကိုယ်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဘူးဒါရှိသေချာအဲ့တော့ God makes the impossible possible လို့ဆိုမဲ့အစားဆန္ဒ makes the impossible possible ဆန္ဒဟာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်နိုင်စေတယ်ဝီရိယ effort makes it the impossible possible ဒီလိုပဲပြောရအောင် mind makes the impossible possible လူရဲ့စိတ်စွမ်းအားနဲ့အမတန်ထက်မြက်တဲ့ determine mind makes it the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တယ်စိတ်စွမ်းအားကအတိညာကလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes the impossible possible ဟောဒီစကားပို့ပြီးတော့မှတ်နေ God makes the impossible possible ဆိုတာ God ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်မယ်လူတိုင်းအတွက်မမှန်ဘူးเนาะတကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘူးမအာကမကမရှိဘူးဟောတာကအမကရှိတယ်ဘာလို့တော့ဆိုကိုယ်တန်တာမှာတကယ်ရှိနေတာ God makes the impossible possible God ရှိလားဆိုတာကပိုအရေးကြီးနေတယ် ဟုတ်ကဲ့ရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်တော့ပြီဟောသာဏဆိုတာမရှိဘူးလားရှိတယ်ဝိရိယဆိုတာရောရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောတာအပိုးမတည်ကြဘူးလား